ဆရာရွှေဥတော်ရေးသားသည့်ဝါသုံးလုံးဝိတ္ထုကိုဆက်ဖက်ပြမှာဖြစ်ပါတယ်။အခန်းနှစ်ဝါသုံးလုံးဤအမိန့်ကို မနာခံသောလူရေပိုင်ရှင်ဥတကျွဲဆိုသောသူသည်ဝါသုံးလုံးအသည်ဤတောင်းဆိုချက်အတိုင်းပေးလိုက်သည့်အတွက်ကြောင့်အသက်ဘေးမှ ချမ်းသာရရခဲ့ဘူး၏။ဝါသုံးလုံးအသည်သည်တောင်းဆိုသည့်အတိုင်းပေးလိုက်သောလူများအပေါ်၌သစ္စာဆောင်စည်းသည့်လက္ခဏာရှိ၏။စဘာပွဲစားကြီးဥပိုးလူဆိုသူမှမူ ဟွာသုံးလုံးအသိဉာဏ်စာကိုရရှိသောအခါဒီနို့ကိုဘာလို့ဖို့ကြောက်နေရမှာလဲခုကြုံဝ၍မပေးဘဲညီခဲ့ရငါရဲ့အတွင်အဲ့ရတဲ့တွင်အသက်ကုန်နေသည့်အဖြစ်ကိုတွေ့ကြရ၏။အုံသေးကြီးဥတာညိုဆိုသောသူသည်ဟွာသုံးလုံးဤစာကိုရရှိသောအခါပလိတ်ကိုတိုင်တန်း၍မပေးဘဲညီခဲ့၏။ဥတာညိုဤညီအိမ်ကို နေရောညမှာပလိတ်များဝိုင်းရံဆောက်ရှောက်နေသည့်အတွင်ဥတာညိုဤနှစ်ဖူးကိုရေချိုးကန်းထဲတွင်ကြည်စံထိမှန်၍စေးယုံတင်ခဲ့ရမူ၏။ ကြည်စံမှာလေတနက်ကြည်စံဟုဆရာဝန်ကထွက်ဆို၏။တရခံကိုကမမိခြင်း။ဥတာညုံမူက၎င်းတန်ရာညင်ပင်ပျက်စီးခြင်းတို့တိုင်ရှာ၏။ညင်းပိုင်ရှင်တထေကြီးလာလာပိုင်ကိစ္စနိုင်မူ။လာလာပိုင်ကိုကားပေါ်၌လိုက်၍တက်သောကျူလီယာကိုစုံတော့ဥတောင်းတန်၏လုံနာဝရိယအစွမ်းကြောင့်လက်ရဖမ်းဆီးမိတော်လဲ။တရခံကလားသာလင်းကျိုးတန်ခံရ၍၎င်းအားစေခိုင်းဟန်တူသောဝါသုံးလုံးအသိန်းကိုမူအစအနကိုမျှပေါ်အောင်မလိုက်နိုင်ခဲ့ခြင်း။ ဝါသုံးလုံးတောင်းဆိုသည့်အတိုင်းမပေးသောလူများမှာ အမြန်ညှင့်အနီးတနည်းနည်း၌တေးချင်းစိုးတေးကြရသည်သာ ဖြစ်လျာရန်ဖန်ရန်ခါလက်တယ်ပေါ်ပေါက်၍ညသောအဖြစ်တရေခံကုန်မမိနိုင်ပဲရှိခဲ့ကြ၏သို့သောလက်ပူးလက်ကျက်ဖန်ဆီးရမိသော အမှုများတွင်လည်းတရေခံများသည်ခိုင်းရလုကြရသူများသာဖြစ်နေသည်ကိုတွေ့ကြရ၍စေခိုင်းသောတရေခံအစစ်ကိုမူကားပေါ်ပေါက်အောင်ခြေရခံရန်မတတ်နိုင်ပဲရှိခဲ့ကြ၏ပြမှုကျွနွန်သောတရေခံများသည် အခါစားကျူးလွန်ကြသူများဖြစ်ကြလေရာ၎င်းတို့အားခိုင်းစေသောလူကိုတကြိမ်တစ်ခါမျှမျက်ညှာချင်းဆိုင်တွေ့မြင်ကြဘူးသည်မရှိသောကြောင့်၎င်းတို့ကဖွေဟထုတ်ဖို့တည်င်းပေးလူစီကမူလေတည်င်းပေးရန်မတက်နိုင်ပဲရှိခဲ့ကြ၏လာလာပိုင်းကိုတတ်သောကျူလီယာကလာကိစ္စ၌စုံတော့ဦးတောင်းနှံကြောင့်တရခန်ကိုဖမ်းမိတော်လဲတရခန်ကငွေရသောကြောင့်တက်ရပါသည်ဟူ၍သာဖြောင့်ချက်ပေး၏မြည်သူထမငွေရ၍မြည်သူကအသက်ခိုင်းသည်ဟူ၍ကမပြောနိုင်ချေ လာလာပိုင်းဤအမှုပြီးသည့်နောက်သတင်းစာများတွင်ဝါသုံးလုံးအသိအကြောင်းမပါပြန်တော့ပဲပြက်စဲသွားပုံကိုထောက်တော့ငွေညှစ်ခံရသောလူများသည်ပလိတ်တို့တိုင်ကျက်မပေးပဲအသိန်းတို့ငွေကျိတ်၍ပေးနေကြသည့်လက္ခဏာရှိ၏တနည်းသောညနေ၌ပွဲစားကြီးဥဖိုးအောင်နှင့်တားမောင်ညွန့်ဦးတို့သည်ဇပွဲတွင်ထိုင်၍ကော်ဖီတောက်ကြမည်ပြုစဉ်ဥဖိုးအောင်သည်ဇပွဲပေါ်တွင်တင်ထားသော စာများအနက်၄တောင်ဆက်ဆက်ရှိသော စာတအိတ်ကိုဖွင့်ကြည့်ရသည် ဝါသုံးလုံးအသင်းထံမှပေးပို့လိုက်သောစာဖြစ်ကြောင်းတွေ့ရှိရလေ၏။စာရွက်မှာ3000ပုံသဏ္ဍာန်ရှိ၍တထောင်တွင်ဝါတစ်လုံးစီကိုရဘာတစ်စိပ်ဖြင့်ရိုက်နှိပ်ပါရှိလျာဝါသုံးလုံးတို့၏အကြား၌ကအောက်ပါအတိုင်းရေးသားထားလေ၏။တထောင်ဆိုသောငွေမှာပွဲစားကြီးကဲ့သို့သောပုဂ္ဂိုလ်တဦးအဖိုးဘာမျှမဖြစ်တော့ပါ။သုံးရက်အတွင်းသူရိယသတင်းစာတွင်မြည်သည့်ညီရသို့လာရမည်ဟု၍ကြော်ညာတစ်ခုထည့်သွင်းဖော်ပြလိုက်ပါနှင့်ကျွန်ုပ်တို့ကလူတယောက်စီလွတ်၍ယူစေပါမည်။ ငွေမှာငွေသားမဟုတ်စေရ။ငွေဆက်ကူ30ရန်ကြီးသာဖြစ်ပါစေ။သို့သောယနေ့မှစ၍တုံးရက်အထက်မကျော်လွန်စေနှင့်ဤစာကားနောက်ဆုံးရေးလိုက်ခြင်းဖြစ်သည်။ဥဖို့အောင်သည် စာကိုဖတ်ပြီးနောက်တားမောင်ညွန့်ဦးတို့လှမ်းပေးလိုက်ရ။မောင်ညွန့်ဦးမှာဝါသုံးလုံးထံမှအစာဖြစ်ကြောင်းသိသည့်နှင့်ကြပြိုင်ငယ်မျက်နှာပြတ်သွားလေ၏။ဥဖို့အောင်ကမူတားမျက်နှာပြတ်သည်ကိုမြင်သည့်နှင့်အေးမကြီးလာသောအမှုအရာဖြင့်ပြုံးရကပြောလိုက်သေး၏။ဥဖို့အောင် ဒီကောင်လေးစီကရတာဒီစာပါလေးဆောင်ရှိပြီကွမောင်ညွန့်ဦးအော်ဒါကြောင့်စုံတော့ဦးတောင်းတန်ဟာကျွန်တော်တို့နဲ့အတူတူလာနေရလားဦးဘိုးအောင်အေးဟုတ်တယ်ဒါပေမဲ့ခြေဆောင်နှဆောင်ဆိုတာမျိုးလို့ခေါ်ထားတာပါကွတကယ်တကယ်ဆိုတော့ဒီဝါသုံးလုံးကောင်တွေကိုငါကညံ့ညဲမှဂယုမဆိုင်ပါဘူးဒါထက်ငါကိစ္စကို အသာထားပြီးမင်းအကြောင်းကိုညံ့ညဲလောက်ငါပြောချင်တယ်ကွမောင်ညွန့်ဦးအဖေကခင်းစိန်ရင်အကြောင်းကိုပြောချင်လို့မှတ်တယ် ဦးဖိုးအောင်ကခေါင်းညိပြ၏။မောင်ညွန့်ဦးသူကဦးထွန်းတင်စီမှာအလုလုတဲ့စီးရီမကလေးပါအဖေရဲ့။ဦးဖိုးအောင်ဒါကောငါသိပါတယ်။ငါဆိုချင်တာကသူ့အကြောင်းကိုမင်းဘာများသိတယ်လဲ။မောင်ညွန့်ဦးမျက်နှာညီမြန်းလျက်ကျွန်တော်ဘာသိဖို့လိုသလဲအဖေ။သူနဲ့ကျွန်တော်နဲ့ရိုးရိုးတန်းတန်းခင်မင်ကြတာကပဲ။ကျွန်တော်ကသူ့ကိုချက်စကားကြိုက်စကားရဲလို့တခေါမျှမပြောဘူးပါဘူးပြောရင်လဲခုလောက်ရှိရင်မိပြတ်သွားတာကြားလှရော်မယ် ထိုကနား၌၎င်းတို့နေအိမ်တွင်တက်ခိုလျက်ရှိသောဧည့်သည်ကိုသောနှံသည်သမင်းစားကန်းထဲသို့ဝင်လာလျာအောင်ညူဦးကကော်ဖီများဖြော်၍ပေးလေ၏လူပြိုလူရွယ်ကလေးတို့မြည်သည်မှာစွန်စားကန်းများပါရှိသောဝတ္ထုများကိုဖတ်ရှုရကလေးကစုံတော့ဆိုလျင်ပင်ခင်မင်းမြတ်ညိုးတတ်သောသဘောမျိုးဖြစ်ပေါ်တတ်ပြရာကိုသောနှံမှာတာမန်စုံတော့တယောက်မဟုတ်ဘဲထူးခြားလွန်ကဲသောအရေးချင်းမျိုးနှင့်ပြည့်စုံသူတယောက်ဖြစ်သောကြောင့်မောင်ညွန့်ဦးသည်ထိုလူကိုမြင်နှင်မြင်ချင်း လွန်မင်းစွာချစ်ခင်မြညိုလျက်ရှိပြီ။ကိုတောင်းတံမှာစူးရှညံ့နေသောမျက်လုံးများရှိလျက်ထက်မြက်သောဉာဏ်ပညာရှိသောကိုမျက်နှာ၌ပင်ကွင်းကွင်းကွက်ကွက်ဒစိမ့်ရိုက်နှိပ်ထားပြီးတကယ်သို့ရှိနေပေရကမောင်ညွန့်ဦးမှာထိုသူပြောသည်မသောစကားများကိုကြား၍မဝနိုင်အောင်ရှိနေပေတော့၏။ကိုတောင်းတံသည်အားလက်နေသောကလထိုင်တစ်လုံးတွင်ဝင်၍ထိုင်ပြီးနောက်၎င်းရှိ၌ခောက်ရက်ချထားသောလက်တော့ပွားကလေးတစ်ထည်ကိုကောက်ယူကာတေချာစွာကြည့်ပြီးမှကိုတောင်းတံ ဒီလက်တော့ပွားကိုနောက်ဆုံးကင်တဲ့လူဟာနှလုံးမသားရပွဲတခြင်းမျိုးတစုံတရာကြားထားရမယ်ကျွန်တော်အထင်တော့အလွန်နှီးဆက်တဲ့ဆွေမျိုးရင်းချာတယောက်အသေးအတန်ဖြစ်နေတယ်လို့ဆိုချင်တာပဲဥပိုးအောင်ဟုတ်တယ်အစေကံမင်းကလေးရွှေတင်ဟာသူ့မိခင်ဝမ်းကြနေတယ်လို့ဒီမနေ့ပဲစာရလို့ပြန်ဖို့အခွင့်တိုင်ထားတယ်ထိုအခါမောင်ညွန့်ဦးမှာအံ့ဩလာသောမျက်နှာနဲ့ကိုတောင်းတန်အားပါဇက်ဟကငေးကြည့်နေမိလေ၏မောင်ညွန့်ဦးနေစမ်းမအောင်ဗျာ က်တော့ဘွားကိုကြည့်ကမြနေဒီအကြောင်းကိုခမားသိနိုင်တယ်လားဘလို့လုတ်ပြီးသိနိုင်တယ်လဲဗျာကိုတောင်းတယ်ကျုပ်ကဥဆန်ရှာတော့လို့အကျိုးအကြောင်းဆက်ဆက်ပြီးပြောမပြနိုင်ဘူးဗျကျုံနီးကတနည်းပဲကျုံနီးကစိတ်တက်ရိုက်တဲ့ညီပဲတခုခုကိုစိတ်ဝင်စားလိုက်တဲ့ညီပဲတခုခုကိုစိတ်ဝင်စားလိုက်တဲ့အခါမှာစိတ်ထဲမှာလာပြီးထင်မြင်လာတာပဲသို့တော့ဘယ်ကြီးနဲ့သိရသည်ရအမှန်တိုင်းသိရတာလူရင်းမဟုတ်ဘူးလားဗျမောင်ညွန့်ဦးဒါတော့မှန်ပါလေ သို့တော်လဲဥဆန်ရှားရဲ့ညီလိုဒီပြင်လူများလိုက်စားလို့မရနိုင်ဘူးလားဗျာကိုတောင်းတယ်ဘာကြောင့်မရနိုင်ရမလဲစိတ်ကိုလေ့ကျင့်ယူရင်ရနိုင်တာပေါ့ဒါနဲ့ဘာသတင်းများထူပါသေးတယ်လဲဥပိုးအောင်ခင်ဗျာထိုအခါဥပိုးအောင်သည်ထိုနေ့ညညတွင်ရရှိထားသောတတိပေးစာကိုကိုတောင်းတန်အားလှမ်းပေးလိုက်ရာ ကိုတောင်းတန်သည်စာကိုယူ၍လဝါးပေါ်တွင်စကားကြည့်ရှုပြီးနောက်ကိုတောင်းတန်ဒီစာကိုစားလိုက်မှထည့်တဲ့လူဟာလှေညက်တက်နဲ့ခီးသွားဘူးရမယ် ထောင်တန်းလဲကြဖို့ရမယ်။မကြမီအတွင်းကငွေအမြောက်အများဆုံးရှုံးမှုရမယ်။ဥပိုးအောင်ရေးရလူကတယောက်စားလိုက်မှထဲရလူကတယောက်ဒီလိုလား။ကိုတောင်းတန်းကျွန်တော်ဖြင့်ဒီလိုပဲထင်တယ်။ဥပိုးအောင်ဒီစာကိုအလေးကယူပြုလောက်တယ်လို့ထင်ပါသလား။ကိုတောင်းတန်းကျန်နိုင်သမျှအလေးကယူပြုဖို့ကျွန်တော်အကြံပေးလိုပါတယ်။ကျွန်တော်သဘောအတိုင်းပြောရရင်ကျွန်တော်မပါပဲအိမ်ထဲမှာအိမ်ပြင်ကိုတော့မထွက်စေလိုပါဘူး။ဝါသုံးလုံးအသိဟာကျွန်တော်သိရသလောက်မှာဖြင့် အချီအညီချိန်ချောက်တယ်လို့မရှိဘူး။ချိန်ချောက်တဲ့အတိုင်းပေါက်ပေါက်ရောက်ရောက်ဆောင်ရွက်တာကိုကျွန်တော်ကြုံတွေ့ခဲ့ရပူပါတယ်။တို့အခါဥပ္ပအောင်သည်တွေ့ဝေသောမျက်နှာသားနှင့်စဉ်စားစိတ်ကူးလျက်ရှိရာပါးမောင်ညွန်းဦးလည်းစိုးရင်ကြီးသောအမှုအရာနှင့်ဖခင်အားငေးကြည့်နေလိမ့်ဤ။နောက်ဆုံး၌မောင်ညွန်းဦးဒီလိုဆိုရင်အိန္ဒိယပြည်တို့ယူရီးယားပြည်ထိုင်းနိုင်ငံတို့ကိုရှောင်ရင်တင်ရင်လှည့်လည်နေရရင်မကောင်းမေဘူးလားဖေဖေ။ဥပ္ပအောင် ဟေ့ဖြစ်ချင်တာဖြစ်စမ်းပါကွယ်ဒီအကောင်မျိုးတွေကိုလန့်ပြီးကြောင်နာတိတ်နာတော့ငါဘတော်မှမလုပ်ဘူးဟေ့